ညီညာရေးတွဲလက်များဝီချေထားတဲ့အဖွဲ့နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့နေပြည်တော်မှာရှိတဲ့ NRPC ရုံးအဆောက်အုံမှာဖေဖော်ဝါရီ28ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကငင်းချင်ရေးတွဲလက်များဝိချေရထားတဲ့အဖွဲ့မှာရောက်ရှိသေးတဲ့နေရာဒေသတွေကိုလည်းအခုလိုတွားရောက်ပေးဖို့တိုက်တွန်းခဲ့တယ်လို့ငင်းချင်ရေးတွဲလက်များဝိချေရထားတဲ့အဖွဲ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ဦးသိန်းလွင်ကပြောပါဗျာ။ ဒါပြင်နိုင်ငံတော်တာဝန်ပုဂ္ဂိုလ်ကပြည်သူတွေကိုလည်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်ကြဖို့မိမိတို့လိုလားတဲ့ငြိမ်းချမ်းရေးကိုပွင့်လင်းစွာထုတ်ဖော်ပြောဆိုကြဖို့ကိုလည်းတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စကတော့အမှန်တရားနဲ့ဆိုင်တယ်။ငြိမ်းချမ်းရေးကတော့ဟုတ်လား။ငြိမ်းချမ်းရေးကပြည်တော်ကိုပြောတာ။ဘယ်လိုလဲဆိုင်တယ်။ဘယ်လိုလဲဆိုင်တယ်။ ်ကသူများမနေတဲ့အတိုင်းပြင်းပြတယ်အဲ့တော့တောင်းလို့ဒီတိုင်းလိုပါတော့ပါလူလူတွေအော်မားဆိုတော့နိုင်ငံတော်တိုင်ပင်ခံရဲ့တိုက်တွန်းချက်အရငင်းချင်းတွဲလက်များဝှေ့ချရထားတဲ့အဖွဲ့အနေနဲ့မတော်ရောက်ရသေးတဲ့ဒေသတွေမှာလည်းအခုလိုငင်းချင်းလှုပ်ရှားတဲ့ခီးစဉ်တွေတော့ရောက်ဖို့ရှိတယ်လို့ပြောပါဗါတယ်အဓိကအနေနဲ့စစ်ပွဲတွေဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်ကိုပထမအဦးဆုံးသွားရောက်မှာဖြစ်တယ်လို့လဲဆိုပါတယ် ငင်းချင်ရေးတွဲလက်များဦးချေရထားတဲ့အဖွဲ့ဟာဒို့လိုချင်တဲ့ငင်းချင်ရေးနှုတ်ကဖွင့်ပြောပေးဆိုတဲ့ဆောင်မှုနဲ့ကချင်ပြည်နယ်မြကြီးနားမြို့ကနေစကိုင်းတိုင်းမန္တလေးတိုင်းဒေသကြီးတို့ကိုဖြတ်ပြီးဒုတိယကြိမ်ကျင်းပမဲ့27ရာစုပင်လုံအမီလာရောက်ခဲ့တာဖြစ်ပါတယ်။ခီးစဉ်အတွင်းဖြတ်တန်းသွားလာခဲ့တဲ့ဒေသတွေမှာငင်းချင်ရေးလက်မှတ်တွေကောက်ခံခဲ့ပြီးဒုတိယကြိမ်ပင်လုံညီလာခံမှာတော့နိုင်ငံတော်အစိုးရကိုပေးအပ်သွားမယ်လို့လည်းပြောပါတယ်။ကျွန်တော်ကတော့အောင်ဆန်းပါ